ါဒီကျွန်တော်တို့မြန်မာမှုစိုင်းပညာကတကယ်ကိုအမြတ်တနိုးတန်မှုထားတဲ့ပညာပါအဲ့တော့လူငယ်အနေနဲ့လည်းပြောရလို့ရှိရင်ဒီစိုင်းဆိုတာအတိုင်းလည်းပြင်းစရာကြီးမဟုတ်ဘူးပေါ့နော်မိမိကြွကြလေးတွေရှိတယ်ဟိုဘယ်လိုပြောမလဲအရသာရှိရှိခံစားလို့ရတဲ့ဟာလေးရှိရဲအဲ့တော့စိတ်ဝင်စားတဲ့လူငယ်အနေနဲ့ကျွန်တော်တို့ဒီကိုလာပြီးတော့ဟိုဆက်တင်လို့ရပါတယ်เนาะတင်ကြနိုင်ရှိရင်လည်းကျွန်တော်တို့ချိန်ဆက်ပေးပါတယ်အဲ့လိုမျိုးလုပ် ဘိုးဘိုးစိန်စတင်ရဲ့ဒါဦးကျော်ကျော်ကကိုယ်တိုင်ဥက္ကဋ္ဌအနေနဲ့ဦးဆောင်ပြီးတော့ရွှေလမြိုင်မျိုးဆက်ဆိုပြီးတော့ပရာဟိတအသင်းလေးဖွဲ့ရပါတယ်။အဲ့ထဲမှာကျွန်တော်တို့ဆိုင်းစရာလူငယ်တွေရောအဖေတို့ဆိုင်းစရာလူကြီးတွေအားနိုင်ကအနေနဲ့ပါတယ်။ဟိုဟာဦးသီးမမောင်ရဲ့ဒါဦးဘိုးနိုင်ဒါဦးဂျက်စတင်ဒါအကုန်လုံးပေါ့။အဲ့ထဲမှာစီစီလုံးလုံးနဲ့ဟိုကျွန်တော်တို့အဖွဲ့အစည်းလေးတစ်ခုအနေနဲ့ဒီဆိုင်းစရာတကြီးဝါရဲ့တကြီးဝါရဲ့ဆိုင်းစရာတွေမနာမကျန်းတဲ့ဆိုင်းစရာတွေကို ဟိုကျွန်တော်တို့အများအားလာစဉ်ချင်းလေးယူပြီးတော့လှူဒန်းပေးပါတယ်အဲ့လိုဖွဲ့စည်းလေးနဲ့အများအားပြောပြောမှအတူအများအားလည်းရှိပါတယ်ပွဲတွေပါရင်ဆိုရင်လည်းကျွန်တော်တို့ရွှေလက်မြိုင်ညိုဆက်ဖွဲ့အဲ့လိုမျိုးရှိပါတယ်ကြာဒီပွဲလေးယူလာပြီးတော့ဒီဖြစ်တဲ့ပုံကတော့တားရဲ့ဆရာဆရာထောနာဆိုရဲတားရဲ့ဖီရဲ့မိုင်းရဆိုင်ရခေါ်တော့တားရဲ့အဖိုးဆရာပေါ့ဟိုရွာသားကြီးစိန်မြခိုင်ဗီတာစု အလူပွဲလေးမှာတပတ်လန်းနေလာပြီးပါရမီဖြည့်ပေးတယ်ပါဗျာလန်းတော့လန်းနေရပါဘောအရှိမာကအကုန်လုံးကဆရာတွေဦးလေးတွေအဖေတွေကိုထက်တပါးတွေဝါတွေအများအမြင့်တဲ့လူတွေကြီးပဲအဲ့တော့တားရဲ့ဆရာကတပုတ်လောက်တော့ဖြောပေးပေးပါဆိုလို့ဒါဒီတပုတ်ဝင်တီးပြေးပေးပြတာပေါ့ဒါပေမဲ့ဟိုအကောင်းဆုံးတော့တီးပေးခဲ့ပါတယ်ဟုတ်အဲ့လိုမျိုးတော့မကြည့်ပြဘူးအဲ့လိုနေတဲ့တော့ဒီတိုင်းပဲတီးစင်တော့ဆက်ဆက်တီးတာပဲအဖေကတော့သူ့အတူနေရပဲဟုတ်ဒီလိုမျိုးစုံမှုဆိုတာမလွယ်ဘူးဟိုဘယ်လိုမှမနေဘူး ိုင်းဆီယာပန်နီယာစိန်လက်မြိုင်တို့အဖေတို့ဟိုဟာဥပန်နီယာဥဖို့လိုင်းတို့ဘာလို့ဆိုလဲသူ့ရဲ့ကိုဘလာဆိုင်ကိုကကိုတသက်သွားခွဲတိနေကြတာဆိုတော့လေဒီလိုမျိုးအားလုံးစုပေါင်းပြီးတော့တီးရတာအမှတ်တရလေးတစ်ခုတော့ပြသွားပါသေးတယ်ဟုတ်ကဲ့ကျောင်းတရားနေ ေတပည့်သားလေးများကဒီလိုတန်းနိုင်တဲ့ဘက်ကနေတော့သူနာကုဒါနအရင်ခံပြီးတော့ဟေးသူနာကုတို့ရဲ့ပုံကြီးဖြစ်ပါတင်တာရောလူလာရောအများကြီးလိုပါသေးတယ်ဒီရှေ့ရဆရာတွေဦးလေးတွေအားလုံးမိဖို့တော့ကတော့အများကြီးကြိုးစားပါအောင်ပဲဒါပေမဲ့ဒီဒီလိုမျိုးလေးဆရာတွေအဖေတွေအဖိုးတွေပေါ့အားလုံးကိုဒီလိုမျိုးလေးကိုတက်တဲ့ဟာလေးကိုဒီလိုနည်းနည်းလေးခြားပြလိုက်ရတာလေတကယ်အမတ်တရနဲ့ဝမ်းသာပြီးဖြစ်ရပါတယ်အဲအဲ့လိုတော့ရှိပါတယ်ကျွန်တော်ဒီ ဗလာဆိုင်ပညာကိုလည်းသင်ရင်းနဲ့ပေါ့နောက်ပိုင်းမှာကျွန်တော်တချင်းလေးတွေလည်းရိုက်ကူးရေးလောက်ဝါးရှိပါရဲ့ဗျဟုတ်ပြေးအောင်မှပြောရဲပေါ့နော်ဒါဟုတ်တယ်နှကမ်းပဲချင်းဒီမမုတ်ပြီးစင်နေဆိုပြီးတော့တုံတင်ထားတာရှိရဲ့လို့ပြောတယ်အဲ့ပေါ်မှာဟောဒါကဘယ်လိုမျိုးလေးပြပြပြောစကားကိုနားထောင်ပြီးအခုချိန်မှာဟောဘယ်လိုမျိုးလေးတွေလဲကိုကအလုပ်အတွက်ပဲစဉ်းစားနေဘယ်လိုမျိုးလေးတွေလုပ်နေလဲဆိုတာပြပြပြပါဦးဟုတ်ကဲ့အဓိကကတော့ဒီအလုပ်အတွက်ပဲနည်းနည်းဦးစားပေးပြီးတော့လုပ်ဖြစ်နေပြဗျာကျွန်တော် ဒီ social media မှာ sign video လေးတွေအလိုများများတင်ပေးနေပါတယ်အဲအဲ့လိုတင်နိုင်ဖို့ပဲအားလုံးလေးနည်းနည်း site ပေးနေပါတယ်ဗျဟုတ်ကဲ့အမ်ဒီနောက်ပိုင်းမှာတော့တီးရတာနည်းနည်းလေးပို့ပြီးပေါ့ပါလာတယ်ဗျ sign တီးရဒီလက်တွေ့လာပြိတ္တနဲ့ဟိုဘယ်လိုပြောမလဲအထီးတွေ့များလာတဲ့အခါကျတော့အဲတဖြည်းဖြည်းနဲ့တော့ဒီအလုပ်ငန်းကိုတဖြည်းဖြည်းနဲ့ရင်ပါပြီးတော့အဆင်ပြေလာပါတယ်ဟုတ်ဒီနေ့ကြောက်တာလန်းနာတော့တိတ်တော့မရှိလာတော့ပေါ့။အဲအဲ့လိုမျိုးမဖြစ်အောင်ကြိုးစားရမှာပေါ့။ကိုကပညာပြည့်ဝနေအောင်လို့ ဲ့လိုမျိုးဒီမိုးရင်းနေမှာတချင်းနေလိုက်တဲ့လိုမျိုးဒီလုံးနေရှာအဲ့လိုမျိုးပညာပြေဝနေအောင်လုပ်ထားရမှာပေါ့အဲ့လိုမျိုးအဲ့လိုပေါ့အဖေနားရတာပေါ့ပြောရလို့ရှိရင်ကျွန်တော်ကအခုနှစ်ပဲမှလည်းတော်တော်တီးပါတယ်အဖေကခဏလေးပဲတီးတော့တာတနိုင်တနိုင်လောက်ပဲကျွန်တော်ကြီးပဲအရန်တီးတာဆိုတော့အခုနောက်ပိုင်းမှာလည်းအဲ့လိုမျိုးတီးနိုင်အောင်လဲတစ်ဖြည်းတစ်ဖြည်းတစ်ဖြည်းနည်းနည်းချင်းနည်းနည်းချင်းရနေပြီးတော့စူးစမ်းပြီးတော့တက်လာတာ အဲဒီကျွန်တော်တို့မြန်မာမှုစိုင်းပညာကတကယ်ကိုအမြဲတမ်းတန်ဖိုးထားတဲ့ပညာပါအဲ့တော့လူငယ်အနေနဲ့လည်းပြောရလို့ရှိရင်ဒီစိုင်းဆိုတာအတိုင်းလည်းပြင်းစရာကြီးမဟုတ်ဘူးပေါ့နော်မိမိကြွကြလေးတွေရှိတယ်ဟိုဘယ်လိုပြောမလဲအရသာရှိရှိခံစားလို့ရတဲ့ဟာလေးရှိရဲအဲ့တော့စိတ်ဝင်စားတဲ့လူငယ်အနေနဲ့ကျွန်တော်တို့ချီကိုလာပြီးတော့ဟိုဆက်တင်လို့ရပါတယ်နော်ဟိုတင်ကြနိုင်ရှိနေကျွန်တော်တို့ချိန်ဆက်ပေးပါတယ်အဲ့လိုမျိုးလုပ်အော်ဟုတ်ကျွန်တော်တို့လွန်ခဲ့တဲ့ဟိုအလောက်ကနှစ်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 လောက်ပေါ့နှစ်နှစ်လောက်ကနေပြီးတော့ကျွန်တော်တို့ဟို အဖွဲစည်းလေးတစ်ခုဖွဲ့ထားပါတယ်ရွှေလက်မြားရဲ့မျိုးဆက်ဆိုပြီးတော့လေအဲ့ထဲမှာသားတို့ရဲ့ဦးလေးပေါ့ဦးကျော်ကျော်ဟန်ဦးဟိုဘိုးဘိုးစိန်စတင်းရဲ့သားဦးကျော်ကျော်ဟန်ကိုယ်တိုင်ဩက္ခရာအနေနဲ့ဦးဆောင်ပြီးတော့ရွှေလက်မြားရဲ့မျိုးဆက်ဆိုပြီးတော့ပရာဟိတအသင်းလေးဖွဲ့ထားပါတယ်အဲ့ထဲမှာကျွန်တော်တို့ဆိုင်းစရာလူငယ်တွေရောအဖေတို့ဆိုင်းစရာလူကြီးတွေအားနိုင်ကအနေနဲ့ပါတယ်ဟိုဦးသီးမောင်မောင်ရဲ့သားဦးကိုနိုင်သားဦးဂျက်စတင်သားအကုန်လုံးပေါ့အဲ့ထဲမှာစီစီလုံးလုံးနဲ့ဟိုကျွန်တော်တို့အဖွဲစည်းလေးတစ်ခုအနေနဲ့ဒီဆိုင်းစရာတကြီးဝါရဲ့တကြီးဝါရဲ့ဆိုင်းစရာတွေမနာမကျန်းတဲ့ဆိုင်းစရာတွေကို ဟိုကျွန်တော်တို့အများအားလာစဉ်ချင်းလေးယူပြီးတော့လှူဒန်းပေးပါတယ်။အဲဒီအဲ့လိုဖွဲ့စည်းနေတဲ့အများအားပြောပြောမှအတူအများအားလည်းရှိပါတယ်။ဖွဲ့တွေပါတယ်ရှင်လည်းကျွန်တော်တို့ရွှေလန်းတိုင်းညိုဆက်ဖွဲ့အဲ့လိုမျိုးလေးရှိပါတယ်။ဟုတ်ကဲ့ရှိတာပေါ့။တတို့အခုပြောရလို့ရှိရင်တတို့ဖိုးဖိုးကြီးဦးစိန်မြောင်ဆိုလို့ရှိရအဲ့ဒါဒီရမယ်ပူပူကြီးကဒါဆုံးဝမှလောက်တာတအားတို့အနေနဲ့ကတော့နောက်ပိုင်းကျလို့ရှိရင်ဟိုအသက်အသက်ရှိစဉ်အခါတည်းကဟိုကတအားတို့ အခုဆိုလည်းလောက်ဖြစ်ပါတယ်ကျွန်တော်ရှင်းလက်အများကြီးမျိုးဆက်နေနဲ့ဘိုးဦးစိန်မြအောင်တို့ဟိုပါဥပမောင်ဥပမောင်တို့ကိုကျွန်တော်အသက်ရှင်စင်လဲဟိုကပူဇော်ပွဲလေးလုပ်ပေးနေပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါအဖေအဖေမနာမည်နဲ့တွဲပြီးတော့ဒါကိုတွဲမြင်ကြရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်အားပေးတဲ့အတွက်ရောဒီနောက်ထပ်လည်းဒီစိုင်းမြညာနဲ့ပတ်သက်ပြီးတော့အများကြီးကြိုးစားသွားပါမယ်